င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မြောက်ရီမျိုးကလောင်ကစားယုံတွေနဲ့ကြားဖြတ်လုပ်ငန်းခွင်တွေမှာရောက်ရှိနေကြတဲ့တရုတ်နိုင်ငံသား389ဦးကိုဒုတိယနေ့အဖြစ် PGF နေကြားဆောင်တက်ကမတ်လ20ရက်နေ့မှာပြန်ပို့လိုက်ပါတယ်မောင်းတူးပေးပို့ထားပါတယ်ရှင်ဟုတ်ကဲ့ပါ3ရက်ဆက်တိုက်တရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်းတက်တက်ပြန်ပို့မယ်အစီအစဉ်မှာဒီနေ့မှာတော့ ဒုတိယနေ့အဖြစ်တရုတ်နိုင်ငံသား389ဦးကိုမဲဆောက်ကတဆင့်လီရင်နေနဲ့ပြန်ပို့လိုက်တာပါဒီလိုပြန်ပို့နေတာဟာကြားဖြန့်နေနေရေးလက်တွေ့လုံရဖြစ်တယ်လို့ BGF တပ်မှုကတော့ပြောပါတယ်အတိအကျပြောတာမရှိပါဘူးကျွန်တော်တို့ကအခုလက်ရှိအဲကျွန်တော်တို့ဒီကြားဖြန့်နေနေရေးအလုပ်ကိုကျွန်တော်တို့အပြောမဟုတ်ဘဲနဲ့ကျွန်တော်လက်တွေ့နဲ့ကျွန်တော်တို့အကောင့်ထဲပေါ်ဆောင်ရွက်နေပါပြီလို့အဲ့ဒါတရင်ကပါနေပါလားဟုတ်ကဲ့ဟုတ်လားမလ19ရက်ပါလေတရုတ်နိုင်ငံသား 380ကိုလွှဲပြောင်းပေးခဲ့ပါသည်တဲ့။၃ရက်အတွင်းမှာတရုတ်နိုင်ငံသား900ရှိဦးလွှဲပြောင်းသွားမယ်လို့ BGF ကကြေညာထားတာကြောင့်မနေ့ဖမ်းမှာ149ထပ်မံပို့ဆောင်မှုကြံနေပါသေးတယ်။ကျွန်တော်တို့လက်ရှိအဲဒီကြားဖြတ်နေနေရပတ်သက်ပြီးတော့ကျွန်တော်တို့အနည်းဆက်ဆုံးကျွန်တော်အိမ်ကြီးချင်းထိုင်းနိုင်ငံအဲအထိုင်းနိုင်ငံနော်ထိုင်းနိုင်ငံပြည်မြေကြီးထိုင်းနိုင်ငံအစိုးရထိုင်းနိုင်ငံပြည်သူပြည်သားတွေတို့ကကျွန်တော်တရုတ်နိုင်ငံဟုတ်လားနိုင်ငံအစိုးရတို့ကတရုတ်နိုင်ငံပြည်သူပြည်သားတွေမှာ တကဘာလုံးကရှိတဲ့ပြည်သူအားလုံးကိုကျွန်တော်တို့အားလုံးနဲ့လက်သွဲပြီးတော့ဒီကြပြနေနေကိုကျွန်တော်တို့အချိန်ဟုန်နဲ့ဆောင်ရွက်နေပါတယ်လို့လူကုန်ကူးတာကတော့နေရာတိုင်းမှာရှိတာပေါ့နော်အော်နိုင်ငံတိုင်းမှာတော့ရှိတာပဲကျွန်တော်တို့ကြားနေတာပဲပေါ့နော်ဒါပေမဲ့စိုးစိုးရွားရွားကတော့အခုဒီကျွန်တော်တို့ဒီဒေသတွေမှာအာဒီဒေသတွေမှာကျွန်တော်ဒီဒေသတွေမှာကျွန်တော်တို့ကအခုမှတည်ပြီးတော့အခုမှဒါဗီဒီယိုတွေပေါက်ကြားပြီးတော့ဒီလိုတွေဖြစ်ကြတာဆိုတော့ ဒါဆိုးရွားတဲ့ပြဿနာပဲပေါ့နော်တရုတ် မော်ဒယ်မင်းသားဝမ်ရှင်းခွန်ရှင်းရှင်းဟာမြောက်ရီကြားဖြန့်လုပ်ငန်းကနေဇန်နဝါရီလ9ရက်ကပြန်လွတ်လာပြီးမြောက်ရီကိုထိုင်းဘက်ကပေးနေတဲ့လျှက်ရှိတအားလိုင်းနေနဲ့နောင်စာစီတွေကိုဖေဖော်ဝါရီလ9ရက်ကကြားဖြန့်နှိမ်နှင်းမှုပြင်ဆင်တဲ့အနေနဲ့ဖျက်ပစ်ခဲ့ပါတယ် BGF နေကြားဆောင် တက်ကလည်းဖေဖော်ဝါရီလ12ရက်မှာ ကြားဖြန့်နှိမ်နှင်းရေးကော်မတီဖွဲ့ပြီး အခုလိုရှားဖွေပြန်ပို့နေတာပါနောက်ဆုံးချိန်ဒီမှာတော့မြောက်ဒီမှာနိုင်ငံ20လောက်ကကြားပြန်ဝန်ထမ်း2000ကျော်လောက်ပိတ်မိနေပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါ ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာမနေ့ကလှည့်ကင်းလှည့်နေတဲ့ရဲမှူးကြီးမင်းအောင်ရဲ့ရင်တန်းပြစ်ခတ်ခံပြီးတဲ့နောက်စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထားတယ်လို့ခရီးသွားရင်မောင်းနေစီကသိရပါဗျ။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်319မြင်းဆောင်6ကရက်ကုန်းရဲကင်းကနေစပြီးမိုင်းတိုင်အမှတ်321အထိစစ်ကောင်စီတပ်နဲ့ရဲတွေအပြည့်ချထားတယ်လို့ခီးသွလာသူတို့ကပြောပါရယ် မိုင်းတိုင်း319မှာရမဲသင်းကရဲတွေချထားပြီး319မြင်းဆောင်3နဲ့319မြင်းဆောင်6မှာစစ်တပ်ကရဲတွေပါချထားကပြင်စီဘက်မှာတော့စစ်သားတွေပုံများတယ်လို့ပြောပါတယ်ဘုတ်တုံနေ့မနက်10:00နာရီခွဲကတရားဥမျိုးနယ်စကအင်းအမြန်လန်းရဲစခန်းကနေထွက်ခွာလာတဲ့ရဲမှူးကြီးမင်းအောင်နဲ့အဖွဲ့စီးလာတဲ့ရဲတန်းကိုမိုင်းတိုင်အမှတ်319မြင်းဆောင်3မှာနထိုးကြီး PDF အဖွဲ့ကတိုက်ခိုက်ခဲ့တာမှာတေဆုံးသူ9ဦးတည်းကအရာရှိတွေပါနိုင်တယ်လို့အုတ်ချုပ်ရေးနယ်နေဆက်သူတုံးကပြောပါရယ် ရဲကသုံးစီးလှည့်ကင်းလှနေတဲ့အချိန်ရဲမှူးကြီးရဲ့ကားပြစ်ခတ်ခံရတယ်လို့ရှင်းပြပြောဆိုပါတယ်ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၄တရင်မြင်းကြံခရိုင်အမှတ်၃၀တရင်နထိုးကြီး PDF နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကလှုပ်ဆောင်ခဲ့ရလို့ထုတ်ပြန်ထားပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်ကရွှေပြောင်းပညာရေးဝန်ထမ်းတွေကိုဂါနာနိုင်ငံဘရင်ရဲ့တော်ဝင်မိသားစုကမဲဆောက်မြို့စတူးလီရွှေပြောင်းကျောင်းမှာလာရောက်ပြီးရွှေပြောင်းပညာရေးဆိုင်ရာဂုဏ်ပြုလက်မှတ်တွေပေးရခဲ့ပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါထိုင်းမြန်မာနယ်စပ်တလျှောက်မှာနေထိုင်ကြတဲ့ရွှေပြောင်းမြန်မာပြည်သား ကျောင်းသားတွေအတွက်ပညာရေးခွင့်လန်းနေဖွင့်ပေးခဲ့ကြသူတွေကိုဂါနာဘီရင်ရဲ့ကုသလေဖွဲ့ကလာရောက်ဂုဏ်ပြုခဲ့ကြတာပါအာဒီကနေ့ကတော့ဂါနာနိုင်ငံရဲ့ Royal House ကဟာအာဒီမာဂရက်ပညာရေးကိုဦးဆောင်တယ်အာပြီးတော့ကျောင်းကိုစတင်ပြီးတော့ဖွင့်လှစ်နေတဲ့အာပညာရေးလှုပ်ရှားတွေကိုသူတို့အနေနဲ့ဟို ဟိုကုန်းပြုလက်မှတ်ရှင်းပြဖို့လို့ပြုလုပ်တဲ့ပွဲဖြစ်ပါတာပေါ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရွှေပြောင်းကျောင်းတွေဖွင့်ပြီးပညာသင်ပေးနေကြတဲ့ပညာရေးဝန်ထမ်းတွေဟာအခက်အခဲမျိုးစုံတွေကြားကနေမြမအနာဂတ်ပညာရေးအတွက်တာဝန်ထမ်းဆောင်ပေးနေကြတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဟိုဂါနာဆိုရယ်အဝေးကြီးပေါ့နော်ကျွန်တော်တို့လို့ ပြီးမာဂရက်အကြောင်းတွေကိုသူတို့ရဲ့စိတ်အာယုံထဲမှာစီးပြီးလာရောက်ဟိုတိုင်းလာရောက်ချင်းမြင့်တဲ့တွေ့ကြောက်啊ကျွန်တော်တို့ဒီပညာရေးလောက်တာတွေတော့လကောင်းကျွန်တော်တို့ပါဝင်ပန်းမိုးတွေတော့လကောင်းပါเนาะဟိုစိတ်ခွန်အားဖြစ်ပြနေစတဲ့တဘူကျွန်တော်တို့ကြိုးစားဖို့ခွန်အားရရှိတာပေါ့မဟာစီမံကကလုံးဝယ်တဲ့အောင်ကြာဖြစ်ပါတယ်အသိပေးလို့လားကျွန်တော် ဆူချင်းမြို့ပွဲကိုသူကအတိမတ်ပြူတာပေါ့နော်ကျွန်တော်တို့အကြောင်းမူကြောင်းသားတွေအဖွဲ့အစည်းတွေရောဆက်ဆံမတွေရောအားလုံးဒါအတိမတ်ပြူပြီးတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်မတို့အားရကျင်းတတ်တယ်အာအဲ့တော့ပြောတော့အရန်ခုံယူမှုရအောင်နော်တခြားနိုင်ငံတွေလာပြီးတော့ဒီ migrant migrant တောင်းတာတောင်းသားတွေကိုပေါ့လာပြီးကွန်ပျူတာတော့ပေါ့နော် ကျောင်းသားတွေအတွက်ကောသူတို့အာဆရာဆရာမတွေအတွက်အကုန်လုံးတော့ဗောနော်ဂုံယူမိရောဗောလက်ရှိထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းကျောင်း200ဝန်းကျင်ရှိပြီးမြန်မာကျောင်းသား8000ကနေတသိန်းကြာပညာသင်ကြားနေကြတယ်လို့ရွှေပြောင်းကျောင်းပညာရေးတိုင်းဝန်ကသိရပါတယ်ခမညာကျွန်တော်မောင်ဒူပါလက်တော့ဘောပါဘူး မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်